အာစနယ်အသင်းအနေနဲ့1992ခုနှစ်အမပေးဖလားရယူပြီးတဲ့နောက်ပိုင်းအထူးကဆုဖလားတွေကိုမစုခူးနိုင်တော့ပဲရုန်းကန်နေခဲ့ရပါတယ်။ဒီလိုနဲ့အသင်းကိုမထင်မရှားနိုင်ငံခြားသားနှိပြကြီးရောက်ရှိလာချိန်မှာတော့အသင်းသမိုင်းတစ်ခုလုံးပြောင်းလဲခဲ့ပြီးရှုံးမဲမရှိရွှေဖလားတီပါရယူပေးနိုင်ခဲ့ပါတယ်။သူကတော့မိုနာကိုအသင်းရဲ့နှိပြဖြစ်သူအာစီဝင်းကပဲဖြစ်ပါတယ်။ They have done the double. something fantastic that has never been done. အဆင်ဝင်ကမရောက်ရှိခင်အာဆင်နယ်အသင်းရဲ့အခြေအနေကို ကြည့်ကြည့်အောင်ပါ1989ခုနှစ်မှာအာဆင်နယ်ရောဟာနီပီယာဂျော့ဂရဟမ်နဲ့အတူမတ်ဘေးပလားကိုစုခုနိုင်ခဲ့ပါတယ်ဒီလိုနဲ့နောက်နှစ်ရာသီကြာဖြစ်တဲ့1992ခုနှစ်မှာလည်းပဲမန်နေဂျာဂျော့ဂရဟမ်နဲ့အတူမတ်ဘေးပလားကိုထပ်မံစုခုနိုင်ခဲ့ပါတယ်နီပီယာဂရဟမ်လက်ထက်မှာတော့အာဆင်နယ်ရောဟာစီစီလုံးလုံးရှိခဲ့ပါတယ် စကော့တလန်နီးပြားဖြစ်သူဂရမ်ကစီကန်မိုင်လဲတင်ကျပ်သူဖြစ်ပါတယ်။သူကအဝင်လက်ခံထဲမှာဆိုရင်တော့အုတ်ချုပ်မှုပိုင်းမှာအာနာရှင်လိုမျိုးပဲလို့ပြောဆိုကြပါတယ်။သူရဲ့ဒီလိုစီကန်တင်ကျပ်မှုတွေကြောင့်ပဲအာဆင်နယ်အသင်းဟာလည်းအသင်းလိုက်တိုးတက်မှုတွေရှိခဲ့ပြီးအထူးသဖြင့်နောက်တန်းကတကယ်ကိုမာကျော့ချစ်လက်တဲ့ပုံစံမျိုးကိုပြသထားနိုင်ခဲ့တာပါ။အဲ့ဒီအချိန်အာဆင်နယ်နောက်တန်းကိုအသင်းကောင်းဆုံးတိုနီအရမ်ကဦးဆောင်ခဲ့ပြီးတော့ဒစ်ဆန်ဝင်းတာဘတ်နဲ့ဘိုဒမာစီမန်တို့ရဲ့နောက်တန်းဟာ တရားဒီလုံးရှုံးပွဲတပွဲပဲရှိခဲ့တဲ့အထိဆွမ်းဆောင်နိုင်ခဲ့ပါတယ်။တိုက်စစ်ပိုင်းမှာတော့ twin goal တွေကို Alan Smith ကတာဝန်ယူခဲ့ပါတယ်။အဲဒီနောက် Crystal Palace ထံကလည်းစာရင်းတင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူထားတဲ့ Aaron Wright လည်းရှိနေခဲ့ပါတယ်။1998 90ရာသီမှာတော့ Arsenal အသင်းအနေနဲ့ European Cup ဂိမ်းပွဲဝင်ခွင့်ရရှိခဲ့ပါတယ်။အဲ့ဒီနောက်နီပြဖြစ်သူ Graham ကဥရောပ Plus ခုချင်းခန်စစ်ကိုပုံမကောင်းမွန်တိစောက်ဖို့လိုအပ်တာကိုနားလဲတာကြောင့်ခန်စစ်အသားပေးအသင်းဖြစ်တိစောက်ခဲ့ပါဗျ။ ဒီလိုနဲ့အာဆင်နယ်အသင်းရဲ့လာရဟာလည်းပဲပြောင်းလဲသွားခဲ့ရပါတယ်။ယူရန်ကအနေနဲ့သွင်းကိုးတွေကိုတိုင်ခံသွင်းယူပေးနေသည့်တိုင်အာဆင်နယ်တို့ဟာအမတ်ပေးဖလားနဲ့ဥရောပဖလားတို့ကိုမဆွတ်ကူးနိုင်ခဲ့ပါဘူး။အသင်းဟာလည်းပဲခန်းစစ်အသားပေးကစားလုံးနာကြောင့် boring boring arsenal ဆိုပြီးလောင်ပြောင်ခံခဲ့ရသလိုအီရန်ရိုက်ရဲ့သွင်းကိုးတွေပေါ်မီကိုခဲရလွန်လာကြောင်းအီရန်ရိုက် FC လို့လည်းလောင်ပြောင်ခဲ့ကြပါဗါး။ဒါပေမဲ့ FA Cup နဲ့ League Cup တို့လိုပြည်ရင်းဖလားတွေကိုတော့စုကူးနိုင်ခဲ့ပါဗါး။ 1994ရာသီမှာတော့ European Cup Winner Cup Final ကိုလည်းတက်ရောက်နိုင်ခဲ့ပြီးပါမာအသင်းနဲ့ရင်ဆိုင်ကစားခဲ့ရပါတယ်။အဲ့ဒီပွဲစဉ်မှာပါမာအနေနဲ့ပွဲမစခင်တည်းအနိုင်ရဖို့များစွာအလေးတာနေခဲ့တာပါ။တကယ်တမ်းပွဲကစားချိန်မှာလည်း Arsenal ရောဇက်တိုက်ဖိအားပေးခံခဲ့ရပြီးကံကောင်းလို့သာသွင်းကို ခွင့်မပြုခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီပွဲစဉ်မှာရရှိလာတဲ့တခုတည်းသောအခွင့်အရေးကနဲ့ Alan Smith ကအနိုင်ကိုသွင်းယူပေးနိုင်ခဲ့ပြီး Arsenal သမိုင်းတစ်လျှောက်ပထမအဦးဆုံးသောဥရောပဖလားကိုစုကူးပေးနိုင်ခဲ့ပါတယ်။ ဂရေဟမ်ရဲ့အခုလိုခန်းစစ်အသားပေးကစားပုံကဥရောပပြိုင်ပွဲတွေနဲ့ရှုံးထွက်ဖလားတွေမှာအဆင်ပြေပေမဲ့လည်းအမတ်ပေးဖလားမှာတော့ရုန်းကန်ခဲ့ရပါတယ်။ဘလောက်ထီတော်ဆိုးသွားလဲဆိုရင်၄ရာသီဆက်တက်အဆင့်လေးအတွင်းကိုမဝင်ရောက်နိုင်ခဲ့ပါဘူး။1994-95ရာသီမှာလည်းပဲအာဆင်နယ်တို့ဟာအမတ်ပေးဖလားမှာဆက်လက်ရုန်းကန်ခဲ့ရပါတယ်။ဒါအပြင်1994ဒီဇင်ဘာလမှာတော့ရိုတီးယားဆိုသလိုနီးပြတ်ဂရေဟမ်ကအာဆင်နယ်အသင်းကနေထုတ်ပယ်ခံခဲ့ရပါတယ်။ သူအနေနဲ့နော်ဝေးကပေါ်လွန်အေဂျင်စီကနေနော်ဝေးကစားသမား၂ယောက်ကိုအာဆင်နယ်ထံခေါ်ဆောင်ပေးဖို့ပေါင်၄သိန်း6500လက်စားခဲ့တာကြောင့်ဖြစ်ပါတယ်။ဒီလိုနဲ့အာဆင်နယ်အသင်းမှာအချိန်အတိုင်းအတာတစ်ခုကြာနီးပြပြီးတဲ့နောက်မှာတော့နီးပြကိုရီဟမ်မှာအာဆင်နယ်အသင်းကနေထွက်ခွာသွားခဲ့ပါတယ်။အဲဒီနောက်သူရဲ့လက်ထောက်နီးပြဖြစ်သူစတူဝတ်ဥစတန်ကယာဒီကုံထိတာဝန်ယူခဲ့ပါတယ်။ဒီလိုနဲ့ယာဒီကုံမှာတော့အာဆင်နယ်တို့ဟာ1986နောက်ပိုင်းအဆိုးရွားဆုံးယာဒီအဖြစ်အဆင့်7နှစ်နဲ့ယာဒီပိတ်သိမ်းခဲ့ရပါတယ်။ ဒါပေမဲ့လည်းအန်အောစရာကောင်းစွာပဲ European Cup Winner Cup Semi Final မှာ Italy နဲ့ Sampdoria ကိုအနိုင်ရရှိပြီး Final ကိုနောက်တစ်ကြိမ်ထပ်မံတက်ရောက်နိုင်ခဲ့ပါတယ်။ Final မှာတော့ Spain Club Real Zaragoza အတင်းနဲ့ရင်ဆိုင်ကစားခဲ့ရပါတယ်။အဲ့ဒီပွဲစဉ်ဟာအချိန်ပိုပြီးရောက်ခဲ့ပြီးနောက်ဆုံးမိနစ်120မှာမှ Zaragoza ကစားသမားကွေးလဲကနေကန်သွင်းလိုက်တဲ့ဂိုးဆောင်ပဲရှုံးနေခဲ့ရပါတယ်။ဒီလိုနဲ့နောက်ရသည်မှာတော့ Arsenal အတင်းကို Scotland နီးပြနောက်တစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။သူကတော့ Bruce Shock ဖြစ်ပါတယ်။ အဲဒီနောက် David Platt နဲ့ Dennis Bergkamp တို့လိုကစားသမားတွေကိုခေါ်ယူခဲ့ပါတယ်။ Bergkamp အနေနဲ့ Arsenal ကိုရောက်ချင်းမှာတော့ယုံကန်ခဲ့ရပါတယ်။ Arsenal အသင်းဟာလည်း MP စရာမှာယုံကန်နေခဲ့ရပြီး Manchester United ရဲ့လွှမ်းမိုးခြင်းကိုခံခဲ့ရပါတယ်။ဒီလိုနဲ့နောက်ရသည့်စတင်မှု9ရက်အကြာမှာပဲနီးပြတ်ကိုထုတ်ပယ်ခဲ့ပါတယ်။ဒီလိုနဲ့1996 September လမှာတော့ Arsenal သမိုင်းကိုပြောင်းလဲပြစ်နိုင်ပြီးပြင်သစ်နီးပြတ်ကြီး Arsenal ကိုရောက်ရှိလို့လာခဲ့ပါတယ်။ ဒီနေ့ဗီဒီယိုမှာတော့အာဆင်ဝင်းကားအနေနဲ့အာဆင်နယ်ကိုရောက်ရှိလာခြင်းကစပြီးသမိုင်းဝင်ဆူဖလားဖြစ်တဲ့ရွှေဖလားကိုဘယ်လိုရယူနိုင်ကြလဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe ပြုလုပ်ပေးပြီးတော့ဗီဒီယိုလေးကို VPN ခန့်ချပေးဖို့တောင်းဆိုပါတယ်အာဆင်ဝင်းကားအာဆင်နယ်အသင်းကိုရောက်ရှိလာခြင်းမှာပရိသတ်တော်တော်များများဟာသူဘယ်လိုနီးပြတ်မျိုးလဲဆိုတာမသိရှိခဲ့ကြပါဘူး အာဆင်နယ်အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့တိုနီအရမ်ကိုရိုင်းကဒီပြင်သစ်သားကဘောလုံးနဲ့ပတ်သက်ပြီးဗာတိလို့လဲမျက်မှန်လဲတတ်ထားသေးတယ်အင်္ဂလိပ်စကားတော့ပြောတတ်လားမသိဘူးလို့ပြောဆိုခဲ့မှုပါတယ်ဒါကြောင့်မဲဝင်းကားအနေနဲ့အာဆင်နယ်မှာပထမဆုံးလှုပ်ဆောင်ရမှာကအသင်းသားတွေအားလုံးရဲ့လေးစားမှုကိုရယူနိုင်ဖို့ဖြစ်ပါတယ်ဝင်းကားထိတ်ဆုံးလှုပ်ခဲ့တာကတော့ကစားသမားတွေကိုလစတိုးပေးဖို့တောင်းဆိုပေးခဲ့တာပါအဲဒီနောက်ဝင်းကားဟာအာဆင်နယ်အသင်းရဲ့လေ့ကျင့်ပုံတွေနီးစနစ်တွေကိုပြောင်းလဲခဲ့ပြီးစီးစနစ်ပိုင်းလဲတင်းကျပ်ခဲ့ပါတယ် ဒါပေမဲ့မီဒီယာတွေရဲ့အမြင်မှာတော့ဝင်းကားအပေါ်မှာတန်တရားတွေရှိခဲ့ကြပြီးယာတီမဆခင်ပထမဆုံးထုတ်ခေရနိုင်တဲ့ရှိတဲ့နီးပြစီးမဝင်းကားအနေနဲ့ထိတ်ဆုံးကနေရေပန်းစားနေခဲ့ပါတယ်။ဒါပေမဲ့လာအနေငယ်တော့အကြံပါပဲအဲ့ဒီလိုတန်တရားဝေဝေဖန်ခဲ့သူတွေဟာချီကျူးသူတွေဖြစ်လာခဲ့ပါတယ်။ဝင်းကားအနေနဲ့ကွင်းလယ်ပိုင်းနေရာအတွက် AC Milan ကနေ Vieira ကိုခေါ်ယူအားဖြစ်ခဲ့ပါတယ်။ဒီဇင်ဘာလမှာတော့အာဆင်နယ်အနေနဲ့အမပေးစရာကိုဦးဆောင်ထားနိုင်ခဲ့ပေမဲ့ယာစီကုံမှာတော့ထုံးစံတဲ့အတိုင်း United တို့ကချန်ပီယံဖြစ်ခဲ့ပါဗျ ဝင်ကားအနေနဲ့တော့အော်တိုဘာလာမှာမှအတင်းကိုရောက်ရှိလာပြီးအဆင့်၃ရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့်ရာသီပြည့်တစ်ခုလုံးသာဂိုင်းတွင်နိုင်ခဲ့ရင်ချန်ပီယံဆုရယူပြနိုင်မလားဆိုတာအလုံးကစိတ်ဝင်စားခဲ့ကြပါတယ်။ဝင်ကားအနေနဲ့အာဆင်နယ်နီးပြဘောကပထမဆုံးအပြောင်းအရွှေ့မှာတော့ကစားသမားများစွာကိုခေါ်ယူအားပြေခဲ့ပါတယ်။ ်အထူးသဖြင့်နယ်သာလန်ကစားသမားမက်အိုဗာမာနဲ့ပြင်သစ်ကစားသမားအမန်နျူအယ်ပက်တီရိုလိုကျယ်ပွင့်ကစားသမားတွေကိုခေါ်ယူနိုင်ခဲ့ပါတယ်ဒရိုနဲ့ဝင်းကဟာယာတီချိုပြင်ဆင်လေ့ကျင့်မှုတွေကိုတေချာပြုလုပ်ခဲ့ပေမဲ့တကယ်တမ်းယာတီစကြိမ်မှာတော့ထုံးစံအတိုင်းရုန်းကန်ခဲ့ရပြန်ပါတယ်ဒီဇင်ဘာလအရောက်မှာတော့အာဆင်နယ်အသင်းဟာအဆင့်၁ကမန်ယူနဲ့ဆန်နမတ်အကွာအဆင့်၆ကိုရောက်ရှိနေခဲ့ပါတယ်အဲ့ဒီနောက်ဝင်းကားဟာအသင်းကောင်းဆောင်တိုနီအရမ်ကိုယခုဖြစ်ပျက်နေတဲ့အရာတွေအတွက်တာဝန်ယူခိုင်းခဲ့ပါဗျ အဲ့ဒီတော့အာဆင်နယ်အသင်းသားတွေအားလုံးပေါင်းစုံပါဝင်တဲ့တွဲဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီးတဲ့နောက်မှာတော့အာဆင်နယ်တို့ကအရင်နဲ့မတူတော့ဘဲနိုင်ရကန်နဲ့ပြစ်ချလိုက်လို့အဲ့ဒီချိန်ကနေစပြီးတော့ထိမ့်မြတ်သိမ့်မြတ်ကောင်းလာခဲ့ပါတယ်။ဒီလိုနဲ့အာဆင်နယ်ဟာတိုးတက်ကောင်းမွန်လာခဲ့ပြီးမက်ရှလာမှာကစားခဲ့တဲ့ United နဲ့ပွဲစဉ်အထိရှုံးဝဲမရှိကစားထားနိုင်ခဲ့တာပါ။ဒီပွဲမတိုင်ခင် United တို့ဟာမပေးစရာမှာပွဲ30ကစားရမှတ်60နဲ့ပထမဆုံးနေရာမှာရှိနေခဲ့တာပါ။ အာဆင်နယ်ကတော့29ပွဲကစားရမတ်52မှတ်နဲ့ဒုတိယနေရာမှာရှိနေကြတာပါ။ဒါကြောင့်အာဆင်နယ်သားယူနိုက်တက်တို့ကိုအနိုင်ရရှိပြီးလက်ကျန်ပွဲတွေကိုလည်းအနိုင်ကစားနိုင်ခဲ့ရင်ချန်ပီယံဆုံးဖြတ်ခွင့်ကအာဆင်နယ်လက်ထက်ရောက်ရှိလို့လာမှာဖြစ်ပါတယ်။အဲ့ဒီပွဲချင်းမှာတော့အာဆင်နယ်အနေနဲ့ back over မှာရဲ့တလုံးသေးသောအနိုင်ကိုနဲ့အတူနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ဒီဝဲပြီးတဲ့နောက်မှာတော့ချန်ပီယံဆုံးဖြတ်ပံ့ခွင့်ရှိနေတဲ့ကန်နာတို့ဟာလက်ချံပွဲစဉ်တွေမှာလုံးဝအမားမခံတော့ပဲတောက်လျှောက်နိုင်ပွဲတွေရယူနိုင်ခဲ့ပြီးအဘာတန်နဲ့ကစားခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာတော့1998ခုနှစ်နောက်ပိုင်းနဲ့အာဆင်ဝင်းကားတို့အတွက်ပထမဆုံးသောပရီးမီးယားလိဆုဘလတ်စုကူးနိုင်ခဲ့ပါတယ်။အဲဒီနောက်အာဆင်ဝင်းကားဟာပရီးမီးယားလိဘလတ်စုကူးနိုင်တဲ့ပထမဆုံးနန်အင်္ဂလိပ်နိုင်ငံသားဖြစ်ခဲ့ပါတယ်။အဲဒီနှစ်မှာကန်နာတို့ဟာ FA Flag Final ကိုလည်းတက်ရောက်နိုင်ခဲ့ပြီးနျူကာဆယ်ကိုအနိုင်ရပိုဆွဲခဲ့ပါတယ်။ ဒီလိုပြည်ရပလနှလုံးကိုတနေ့အတွင်းမှာရယူနိုင်ခဲ့တာက1992ခုနှစ်ကနောက်ဆုံးဖြစ်ပါတယ် They have done the double they are Arsenal ဒီလိုနဲ့ရာသီကုန်အပြောင်းရွှေ့မှာတော့ Arsenal အနေနဲ့အသင်းကိုပုံမအင်အားတောင့်တင်းအောင်ဖြစ်စည်းခဲ့ပါတယ်သူသဖြင့်အသင်းရဲ့လက်ချက်ကစားသမားဖြစ်တဲ့ Iran Wright ဟာ West Ham ကိုပြောင်းရွှေ့သွားခဲ့တာကြောင့်သူ့နေရာကိုအစားထိုးဖို့လိုအပ်လာခဲ့ပါတယ်ဒါကြောင့်ပဲ Arsenal ရောဟာ Yunbat နဲ့ Kanu တို့လိုကစားသမားတွေကိုခေါ်ယူအားပြည့်ခဲ့ပါတယ် လွန်ခဲ့1998ရာသီအစမှာအာဆနယ်အနေနဲ့မန်ချက်စတာယူနိုက်တက်ကို community shield မှ3ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး United တို့ကိုသတိပေးခွန်လွန်ထိုးခဲ့ပါတယ်။ဒါနဲ့လည်းမပြီးသေးဘဲ Premier League ပွဲစဉ်6အဖြစ်ကစားခဲ့တဲ့ Manchester United နဲ့ပွဲစဉ်မှာလည်းပဲ3ဂိုးပြတ်ထပ်မံအနိုင်ရရှိခဲ့ပါတယ်။ဒီလိုတွေကြောင့်ပဲလူတိုင်းဟာအာဆနယ်ဟာဒီရာသီမှာတခုခုတော့လုံးပြနိုင်တော့မယ်လို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့လည်းဒီဇင်ဘာမရောက်ခင်မှာတဲ့အသင်းကရုန်းကန်ခဲ့ရပြီးပိုဆိုးတာကချန်ပီယံလိဂ်ကနေအုပ်စုအဆင့်နဲ့လက်ပြန်လာခဲ့ရတာဖြစ်ပါတယ် ဒါပေမဲ့ Premier League မှာတော့တဖြည်းဖြည်းချင်းစွမ်းမှန်ပြန်ရလာခဲ့ပြီးပွဲစဉ်36အထိ United နဲ့ရမတ်တူအမှတ်ပေးစရာကိုဦးဆောင်နေနိုင်ခဲ့ပါတယ်။ဒီနှစ်သင်းဟာ FA Cup Semi Final မှာလည်းပဲတွေ့ဆုံခဲ့ကြပြီးတည်ကျခဲ့တာကြောင့် Replay ကစားခဲ့ရပါတယ်။ Replay ပွဲစဉ်နောက်ဆုံးမိနစ်မှာတော့ Arsenal အနေနဲ့ Final တက်ရောက်နိုင်မယ့်အခွင့်အရေးအဖြစ်ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပါတယ်။ ဒီလိုနဲ့အချိန်ပိုမှာတော့လူစားဝင်လူငယ်ကစားသမား Ryan B ရဲ့တပိုးတော်တွင်းကိုကြောင့် Arsenal ကိုရှုံးနေခဲ့ရပါတယ်။ Arsenal ရဲ့ကန်ဆုံးမှုတွေကဒီမားရင်မပြီးဆုံးသေးပဲတောက်ပွဲစဉ်ဖြစ်ကစားခဲ့တဲ့ League နဲ့ Premier League ပွဲစဉ်မှာတော့နောက်ဆုံးမိနစ်တွင်းကိုကြောင့်ထပ်မံရှုံးနေခဲ့ရပါတယ်။ဒီလိုနဲ့ပဲ Arsenal ဟာနှစ်ပွဲရှုံးဖလားနှလုံးလက်လွတ်ခဲ့ရတဲ့အပြင်ပြိုင်မဲ့အသစ် Manchester United ရဲ့သမိုင်းဝင်ဖလားသုံးလုံးအောင်ပွဲကိုထိုင်ကြည့်ခဲ့ရပါတယ်။ Champions of Europe, champions of England, winners of the FA Cup, everything there 1999မေယာနီမှာတော့အာဆနယ်အသင်းဟာအသေးအတိကကစားသမားဖြစ်တဲ့ပြင်သစ်ကျယ်ပွဲ NL ကစီကနေရှော့ကျစရာသတင်းတပုတ်ရခဲ့ပါတယ်။အဲ့ဒါကတော့သူ့အနေနဲ့အာဆနယ်အသင်းကနေထွက်ခွာဖို့အေဂျင့်ထံကနေတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဒီသတင်းကြောင့်အာဆင်ဝင်းကအနေနဲ့အင်မတန်စိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအာဆနယ်အနေနဲ့တော့အဲ့ဒီချိန် Real Madrid ရဲ့ Club Sanchez နဲ့ပြောင်းရွှေ့ခြင်းကလမ်းမှုကိုပျော်ရွှင်စွာလက်ခံပြီးရောင်းထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်အန်န်ကာနီယာအစားထိုးဖို့အတွက်အာဆင်ဝင်ကမှသူရွေးချယ်ထားတဲ့ကစားသမားရှိနေပြီသားဖြစ်ပါတယ်။အာဆင်ဝင်ကအနေနဲ့မိုနာကိုနီးပြအဖြစ်ကင်တွယ်ခဲ့တော့ငါဒူငယ်အသင်းကိုအမြကယူတဆိုင်အလေးထားတက်ခဲ့ပါတယ်။ဝင်းကားအနေနဲ့အဲ့ဒီချိန်ကလူငယ်အသေးရဲ့အသက်16နှစ်အရွယ်လူငယ်ကစားသမားလေးဖြစ်တဲ့ TRI Unri လို့ခေါ်တဲ့ကစားသမားလေးကိုပထမဦးဆုံးပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ဒီလိုနဲ့နောက်ရာသီမှာတော့ဒီကစားသမားလေးဟာ Juventus ကိုပြောင်းရွှေ့သွားခဲ့ပြီးဝင်းကားကလည်း Arsenal ကိုထွက်ခွာလာခဲ့တာကြောင့် တေချာပြုစုပြောတော့မပေးခဲ့ရပါဘူး။ဒါပေမဲ့ဝင်းကားအနေနဲ့ဒီကစားသမားလေးကိုအဲ့ဒီချိန်ထဲကနေမျက်စိကျနေခဲ့တာဖြစ်ပါတယ်။ Honri အတွက်တော့ Juventus ကိုပြောင်းရွှေ့သွားခဲ့တာဟာမာယွန်းနဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီးရုန်းကန်ခဲ့ရပါတယ်။အဲ့ဒီရာသီနောက်ဆုံးပွဲပြီးဆုံးတဲ့နောက် Honri အနေနဲ့အားလည်းရဲ့အတွက်ပြင်သစ်ပြန်လာခဲ့ပါတယ်။ဒီလိုနဲ့လေယံပေါ်မှာနီးပြဟောင်းဖြစ်သူဝင်းကားနဲ့တွေ့ဆုံခဲ့ပြီးသူ့အနေနဲ့ Arsenal ကိုပြောင်းရွှေ့ကစားလို့ကြောင့် Honri ကဖွင့်ရခဲ့ပါတယ်။ ီလိုနဲ့ဝင်းကားဟာ NLK နေရာကိုတူရွယ်ထားတဲ့ကစားသမားလေးနဲ့ခေါ်ယူအစားထိုးနိုင်ခဲ့ပါတယ်။ဟွန်ရီကိုခေါ်ယူနိုင်မှုအာဆင်နယ်အသင်းအနေနဲ့ကလပ်အသင်းရဲ့စံစည်တွေပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့ရပါတယ်။အာဆင်ဝင်းကားအနေနဲ့ဟွန်ရီကိုတိုက်စစ်မှုစစ်စစ်တရားအဖြစ်အသက်သွင်းကျင်နေခဲ့တာပါ။အွန်ရီအနေနဲ့တိုက်စစ်မှုအဖြစ်နောက်ဆုံးကစားခဲ့တာကမိုနာကိုလူငယ်အသင်းမှဖြစ်တာကြောင့်သူ့အနေနဲ့အွန်ရီကိုတိုက်စစ်မှုနေရာနဲ့နေသားကျဖို့လေ့ကျင့်ပေးခဲ့ရပါတယ် ဒါကြောင့်မဲ့ Unri ဟာ Arsenal ကစားသမားဘဝအစပိုင်းမှာတော့နေသားကျဖို့ရုံးကန်ခဲ့ရပါတယ်။သူ့အနေနဲ့ League ပွဲစဉ်9ပွဲကစားပြီးတဲ့အချိန်ထိတွင်းကိုရှာဖွေမတွေ့ရှိခဲ့ပါဘူး။ဒီလိုနဲ့ Southampton နဲ့ပွဲမှာတော့သူ့ရဲ့ trademark လို့ပြောရမယ့်ပုံစံနဲ့တွင်းကိုတကိုစတင်သွေးယူပေးနိုင်ခဲ့ပါတယ်။ Arsenal အနေနဲ့တိုက်စစ်ပိုင်းမှာ Unri ကနူးရိုးလိုကစားသမားတွေရှိနေခဲ့ပေမဲ့လည်း Premier League မှာတော့ရုံးကန်ခဲ့ရပါတယ်။အဓိကပြဿနာကခံစစ်ပိုင်းမှာဖြစ်ပြီးတော့အသင်းကောင်းဆုံး Tony Adams အနေနဲ့တန်ရာကျောက်ပွဲပေါင်းများစွာလွဲချော်ခဲ့ရပါတယ်။ ဒါအပြင်ကျန်တော့တန်းကစားသမားတွေဟာလည်းအသက်အရွယ်ကြီးမြင့်လာမှုတွေကြောင့်အာဆနယ်ခံစားရပုံမဆိုးရခဲ့ပါဗါဒီနောက်တဲ့အစုအဖွဲ့ဟာနီပြဟောင်းဂရမ်တိဆောက်ခဲ့တဲ့အစုအဖွဲ့ဖြစ်ပြီးဝင်ကားအနေနဲ့အာဆင်နယ်ကိုရောက်ရှိကြတဲ့ကကွင်းလက်ပိုင်းနဲ့တိုက်စစ်ပိုင်းကိုသာဖြစ်တွင်းမှုတွေလုံဆောင်ခဲ့တာကြောင့်ယခုလိုရလက်ဆိုးနဲ့ကြုံတွေ့ရတဲ့အခါမှာတော့ဆိုးရွားစွာဝေဖန်ခံခဲ့ရပါတယ်။ချန်ပီယံလိမှာလည်းအာဆင်နယ်တို့ဟာအကြရှုံးခဲ့ပြီးနှစ်နှစ်ဆက်တိုက်အုပ်စုအဆင့်ကနေလက်ပြန်လာခဲ့ရပါတယ်။ ဒီရင်ပလာတွေမှာလည်းပဲအခြေအနေမကောင်းခဲ့ပဲဒုတိယနေရာနဲ့သာရာသီပိတ်သိမ်းခဲ့ရပါတယ်။ကံကောင်းစွာပဲချန်ပီယံလီဂကနေထွက်ခွာပြီးနော် UEFA Cup မှာတော့ final ထိတက်ရောက်နိုင်ခဲ့ပါတယ်။ final မှာတော့ Turkey Club Galatasaray နဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒီပွဲစဉ်ကတော့ကွင်းတွင်းကွင်းပြင်ကြမ်းတမ်းခဲ့ပြီးပွဲစဉ်သွင်းမှာလည်းအနီးကပ်တွေပြတ်သားခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ဥရောပပလန်နဲ့ကန်ဆက်မလာခဲ့တဲ့ Arsenal ဟာ final မှာ penalty နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။၂၀၂၁ရာသီဟာလည်းပဲ Arsenal အတွက်တော့ကန်ဆိုးခဲ့တဲ့ရာသီဖြစ်ခဲ့ပါတယ်။ အသင်းအတိကကစားသမားနှစ်ယောက်ဖြစ်တဲ့ပီတက်နဲ့အိုဗာမာစတိုဟာဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့ပါတယ်။သူတို့နေရာကိုတော့ will dot lauren နဲ့ pires sto နဲ့အစားထိုးခဲ့ပါတယ်။ robert pires ဟာဝင်းကားကြောင့် real madrid ရဲ့ကဲလမ်းမှုကိုညင်းပယ်ပြီး arsenal ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့အနေနဲ့တော့လည်းရောက်ချင်းမှရုန်းကန်ခဲ့ရပါတယ်။အာဆင်နယ်အသင်းကလည်းအသင်းကူးပြောင်းကာလကိုဖျက်ဆီးနေခဲ့ရတာကြောင့်ရုန်းကန်ခဲ့ရပါတယ်။ နောက်တန်ကစားသမား၂ယောက်ဖြစ်တဲ့ Winter Pan နဲ့ Steve Bob တို့ဟာ West Ham နဲ့ Sunderland အသင်းတွေကိုပြောင်းရွှေ့ခဲ့တာကြောင့်အသင်းကိုပြန်လည်တည်ဆောက်ဆဲကာလဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့နောက်ရသည့်ပထမဆုံးပွဲစဉ်မှာတော့ Winger အနေနဲ့ Vieira အနီးကပ်ပြတ်သားခံခဲ့ရတာကို Sorga တက်ခဲ့တာကြောင့် Queen တွင်နီးပြတ်ခွင့်12ပွဲပိတ်ပင်ခံခဲ့ရပါတယ်။ January မှာတော့ Arsenal အနေနဲ့အဓိကနောက်ခံလို့၂ယောက်ဖြစ်တဲ့ Adam နဲ့ Keon တို့မပါဝင်ပဲအဓိကပြိုင်မဲ့ဖြစ်တဲ့ Manchester United ကို Ultra Foot မှာရင်ဆိုင်ကစားခဲ့ပါတယ်။ ထင်သားလို့ပဲအဲ့ဒီပွဲစဉ်မှာတော့အာဆင်နယ်တို့အနေနဲ့တမိုင်းဝင်၉ပြက်ရှုံးပွဲတစ်ပွဲပိုင်ဆိုင်ခဲ့ရပြီး၆ဂိုးတစ်ဂိုးနဲ့ရှုံးနိုင်ခဲ့ရပါတယ်။ချန်ပီယံလိမှာလည်းပဲအခြေအနေမကောင်းခဲ့ပဲ quarter final မှာ Spain club Valencia ကိုရှုံးနိုင်ပြီးထွက်ခွာခဲ့ရပါတယ်။အဲ့ဒီနောက်ကိုယ့်လက်ကစားသမားဖြစ်တဲ့ Vieira ဟာစိတ်ဆိုးတော့သာထွက်ခဲ့ပြီး Pitt နဲ့ Mac Overmaro ကိုလက်လွတ်လိုက်တာက club အသင်းရဲ့အမားဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ဒီလိုနဲ့ FA Cup Final မှာလည်းပဲ Liverpool အသင်းနဲ့တွေ့ဆုံခဲ့ပြီးအရှုံးနဲ့ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုနဲ့2001နေရာဒီမှာတော့အာဆင်ဝင်းကားအနေနဲ့ကလပ်အသင်းရဲ့နောက်တန်းကိုပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒီလိုနဲ့အာဆင်နယ်အသင်းရဲ့မျိုးကန်အကြီးမားဆုံးကံပဲဖြစ်တဲ့စပါတင်ကောင်းဆောင်ဆိုကန်ဘဲလ်ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။ဒီလိုနဲ့နောက်ရသည့်အဆမှာတော့အသင်းရဲ့လူငယ်ကစားသမားလေးဖြစ်တဲ့အက်ရှလီကိုကိုလည်းကစားချိန်မိနစ်အချို့စတင်ပေးခဲ့ပါတယ်။ရာဒီအစမှာတော့အာဆင်နယ်တို့အနေနဲ့အထနေခဲ့ပြီးမဟာပြိုင်ဘက်မန်ယူနဲ့အတွေ့မှာတော့အနိုင်ယူနိုင်ခဲ့ပြီးအမှတ်ပေးစရာမှာအခြေအနေကောင်းခဲ့ပါတယ် အဲ့ဒီပွဲစဉ်မှာ Onuri အနေနဲ့နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးအဲ့ဒီရာသီဟာ Arsenal ဂျန်ပွဲ Onuri စတင်ထွန်းတောက်တဲ့ရာသီလေးဖြစ်ခဲ့ပါတယ်။ဒါအပြင် Robert Pires, Jon Bad, Barker တို့ကလည်းပဲ Arsenal တိုက်စီအတွက်ရေးပါခဲ့ကြပြီး Onuri ကိုအကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့ကြပါတယ်။နောက်တန်းမှာလည်း Sokan Bad ရဲ့ဦးဆောင်မှုနဲ့ဒူးချစ်လက်တဲ့နောက်တန်းတစ်ခုကိုတိစောက်ထားနိုင်ခဲ့ပါပြီ။လို့နဲ့ Arsenal ဟာနေရာပေါင်းစုံမှာတိုးတက်မှုတွေရှိလာခဲ့ပြီးအတင်းတင်းအနေနဲ့ပုံမရှိလုံးခဲ့ကြပါတယ်။2008 August လတုန်းက Onuri ကယခုလိုပြောခဲ့မှုပါတယ်။ ကျွန်တော်တို့ဟာအသင်းတသင်းလို့ကစားနေကြတာပါဘောလုံးအကစားမှာဒီရာကအရေးကြီးဆုံးပါပဲလို့ပြောဆိုခဲ့ဦးပါတယ်တစ်ဖက်မှာလည်းအာဆင်နယ်ဟာတိတိတတတိုးတက်ကောင်းမွန်လာတာမှန်ပေမဲ့လည်းဥရောပမှာတော့ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်ဒီတစ်ခါဥရောပမှာတော့ group of the day ကြာရောက်ခဲ့ပြီးအဆင့်3နဲ့ထွက်ခွာခဲ့ရပြီး UEFA Cup ကိုဆင်ခံခဲ့ရပါတယ် FA Cup မှာတော့နနစ်ဆာဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပြီး Chelsea နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့ Arsenal အနေနဲ့ Chelsea အသင်းကို2-0နဲ့အနိုင်ယူနိုင်ခဲ့ပြီး Super League ကင်ပြောင်းနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်ပြီးနောက်အာဆင်နယ်တို့ဟာနိုင်ပွဲတွေဇက်တိုက်ဆက်ခဲ့ပြီးပရီးမီးယားလိမှာလည်းပဲပွဲစဉ်30ခုအဖြစ် United နဲ့ရင်ဆိုင်ကစားရဖို့ရှိနေခဲ့ပါတယ်။အဲ့ဒီအချိန် United တို့ဟာအမပေးပလာရယူနိုင်ရေးမျောလင့်ချက်မရှိတော့ပဲအာဆင်နယ်တို့ကိုဖိအားပေးနေခဲ့တာကတော့ Liverpool ဖြစ်နေခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာတော့အာဆင်နယ်အနေနဲ့အခွင့်အရေးကိုလက်လွတ်မခံခဲ့ပဲအနိုင်ရရှိအောင်ကစားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Ghana တို့ဟာယာတီသင်းကို Champion ဖြစ်နေပိတ်သိမ်းနိုင်ခဲ့ပါတယ်။ အဲ့ဒီရာသီမှာတော့ Arsenal တို့ဟာအသင်းကနေထွက်ခွာတော့မဲ့လေဂျန်ကစားသမားတွေဖြစ်တဲ့ League Dexter နဲ့ Tony Adam တို့အတွက်ဝမ်းသာကြည့်နူးစရာတွေနဲ့နှုတ်ဆက်နိုင်ခဲ့ပါတယ်အဲ့ဒီရာသီမှာတော့ Arsenal တို့ဟာအသင်းသမိုင်းတစ်လျှောက်ဒုတိယအကြိမ်ဖြစ်ပြီးရင်ဖလန်နှလုံးစုကူနိုင်ခဲ့ပါတယ်။2001 2002ရာသီမှာတော့ Arsenal တို့ဟာပုံစံကောင်းတွေနဲ့အတူရာသီတစ်ကိုစတင်နိုင်ခဲ့ပြီးကံဘက်အသင်းတွေကိုသတိပေးခေါင်းလောင်းထိုးခဲ့ပါတယ်။ အဲ့ဒီနောက်ရှုံးပွဲမရှိပွဲစဉ်တွေဆက်လာခဲ့ပြီးနော်တည်င်းတောက်ကဝင်းကားကိုယခုရသည့်အာဆင်နယ်တို့တပွဲမှမရှုံးပွဲဆူဖလာရယူနိုင်မလားမေးမြန်းခဲ့ပါတယ်အဲ့ဒီအခါမှာဝင်းကားအနေနဲ့ယုံကြည်မှုအပြည့်နဲ့ဟုတ်ခဲ့ကျွန်တော်တို့အသင်းကအဲ့ဒီလိုလှုပ်ဆောင်နိုင်တဲ့အရေးအချင်းမျိုးကိုပိုင်ဆိုင်ထားတယ်လို့ပြောဆိုခဲ့ပါတယ်။ဝင်းကားအနေနဲ့အဲ့ဒီလိုပြောကြခဲ့တဲ့စက်တင်ဘာလမှာတဲ့အာဆင်နယ်တို့ဟာစံချိန်တွေတစ်ခုပြီးတစ်ခုရိုက်ချိုးနေကြတာပါ။သူတို့ကပရီးမီးယားလိပွဲပေါင်း58ပွဲဇက်တိုက်တိတိကိုသွင်းယူနိုင်ခဲ့ပါတယ်။ဒါအပြင်ပရီးမီးယားလိနောက်ဆုံးအဝေးကွေး22ပွဲမှာလည်းရှုံးပွဲမရှိခဲ့ပါဘူး။ အော်တိုဘာလမှာ Everton အသင်းနဲ့မရင်းဆိုင်ခင်အချိန်ထိ Arsenal တို့ဟာ Premier League မှာပွဲ30ဇက်တိုက် ရှုံးပွဲမရှိခဲ့ပါဘူး။ဒါပေမဲ့ Everton နဲ့အတွေ့မှာတော့ Arsenal ရဲ့ရှုံးပွဲမရှိအိမ်မက်ဟာအဆုံးသတ်သွားခဲ့ပါဗျ။ Arsenal အသင်းရဲ့အိမ်မက်ကိုအဆုံးသတ်သွားစေသူကတော့ Everton အသင်းရဲ့လူငယ်ကစားသမားလေး Werone ပဲဖြစ်ပါဗျ။ Everton ကိုရှုံးနိုင်ခဲ့ပြီးတဲ့နောက် Arsenal တို့ဟာရုန်းကန်ခဲ့ရပါဗျ။ Unri နေနဲ့တော့ကစားသမားဘဝအကောင်းဆုံးရာသီတွေကတစ်ခုကိုဖျက်ဆီးနိုင်ခဲ့ပြီး Premier League မှာ24ဂိုးသွင်း90ဖန်တီးပေးက ပရီးမီးယားလိပလေးယားအော့ဖ်ဒါယီယားဆုကိုလည်းရရှိခဲ့ပါတယ်ဥရောပမှာရုန်းကန်ရတာကအာဆင်နယ်အတွက်တော့အလေးချင်းတစ်ခုလိုဖြစ်နေခဲ့ပြီးယခုရာသီမှာလည်းပဲအဆင့်၃နဲ့ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပါတယ်။ဒီလိုနဲ့ပရီးမီးယားလိဂ်ပွဲစဉ်33ဝန်းဖြစ်ကစားခဲ့တဲ့မန်ချက်စတာယူနိုက်တက်နဲ့အရေးကြီးပွဲစဉ်မှာတော့ဟန်နရီရဲ့တွင်းဂိုးနှစ်ဂိုးနဲ့အတူတည်ကြခဲ့ပါတယ်။အဲဒီနောက်ပွဲစဉ်36အဖြစ်လီယူနိုက်တက်ကိုရှုံးနိမ့်ပြီးတဲ့နောက်မှာတော့အမပေးဖလားဟာအာဆင်နယ်တို့အတွက်အဆုံးသက်သွားခဲ့ရပါတယ်။ FA Cup မှာတော့ finally တက်ရောက်နိုင်ခဲ့ပြီး Southampton အသင်းနဲ့ရှင်ပြိုင်ခဲ့ရပါတယ်။အဲ့ဒီပွဲစဉ်မှာတော့ Arsenal အသင်းအနေနဲ့အနိုင်ရရှိခဲ့ပြီး Super League ကင်မြောက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့2003-2004ရာသီမှာတော့ Wenger အနေနဲ့ Chelsea ပိုင်းကိုပုံမှန်ဦးစားပေးဖြစ်တင်ခဲ့ပါတယ်။အဲ့တော့ Godman Lehmann ကို Dortmund ထံကနေခေါ်ယူပြီး Man City ကိုပြောင်းရွှေ့သွားတဲ့ Godman စီမံနေရာကိုအစားထိုးခဲ့ပါဗျ။ဒီလိုနဲ့နောက်ဆုံးမှာတော့ Wenger အနေနဲ့သူစိတ်တိုင်းကျနောက်တန်းအစုအဖွဲ့ကို Arsenal မှာတည်ဆောက်သွားနိုင်ခဲ့ပါပြီ ဂိုဒမန်လီမန်နောက်ခံလူနှစ်ယောက်ဖြစ်တဲ့ဆိုကမ်ဘန်နဲ့ဒိုရီအယ်ဘီနဲ့အာဘီဖြစ်တဲ့ကိုလ်နဲ့လော်ရန်တို့နဲ့အတူအာစနယ်ခန်စစ်ဟာလည်းပဲတဖန်ပြန်လည်မှာကြောလာခဲ့ပါတယ်ဒီလိုနဲ့ယာဒီအစထိတ်ဆုံးကစားခဲ့တဲ့အေဗာတန်ရဲ့ပွဲစဉ်မှာအာစနယ်အနေနဲ့အနီးကပ်ထိခဲ့ပေမဲ့လည်းအနိုင်၃မှတ်ရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့ပါတယ် အဲ့ဒီနောက်ပွဲစဉ်36အပြင် Manchester United နဲ့ရင်ဆိုင်ကစားခဲ့ရပါတယ်အဲ့ဒီပွဲစဉ်မှာတော့နောက်ဆုံးမိနစ်မှာမှ Manchester United အနေနဲ့ပယ်နတီရရှိခဲ့ပါတယ်ဒါပေမဲ့လည်း Nestor Ryan အနေနဲ့သွင်းကိုအဖြစ်ပြောင်းလဲနိုင်ဖို့လွဲချော်ခဲ့တာကြောင့် Arsenal တို့အနေနဲ့ရှုံးပွဲမတွေ့ကြုံခဲ့ရပဲတည်ကြခဲ့ပါတယ်ပွဲစဉ်ရှစ်မှာတော့ Anfield မှာ Liverpool ကိုရင်ဆိုင်ကစားခဲ့ရပြီးကမ်ဘတ်နဲ့အတူနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။လိုနဲ့အရေးကြီးပွဲစဉ်တွေဖြစ်တဲ့ League, Chelsea, Spurs တို့နဲ့ပွဲစဉ်တွေမှာလည်းပဲ Arsenal တို့ဟာအနိုင်ရရှိအောင်ကစားနိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့အာဆင်နယ်တို့ဟာယာတီဝက်ပြီးဆုံးတဲ့အချိန်ထိရှုံးပွဲတစ်ပွဲမှမရှိထားသေးပါဘူး။ဝင်လာတဲ့အာဆင်နယ်အသင်းသားတွေရဲ့မျောလင့်ချက်ဖြစ်တဲ့ရွှေဖလားရယူရေးဟာလည်း90ရာခိုင်နှုန်းအောင်မြင်နေခဲ့ပြီဖြစ်ပါတယ်။ဒီလိုနဲ့ယာတီဝက်ပြန်လည်စတင်ချိန်မှာတော့အာဆင်နယ်တို့ဟာ၉ပွဲဆက်တိုက်အနိုင်ရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့ပြီးအမပေးစရာကိုတက်တောင့်တက်တာဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလိုပုံစံကောင်းတွေတောက်လျှောက်ပြတ်သားလာခဲ့တဲ့အာဆင်နယ်တို့ဟာဧပြီလထဲမှာတော့မတင်မတ်ထားပဲ FA ဖလားနဲ့ Champions League တို့ကနေထွက်ခွာခဲ့ရပြီးဖိအားများခဲ့ပါတယ်။ FA ဖလားမှာတော့ United ကို Semi Final မှာရှုံးနေခဲ့တာဖြစ်ပြီး Champions League မှာတော့ Chelsea ကို Quarter Final မှာရှုံးနေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့၄ရက်အကြာပွဲစဉ်31အပြင် Liverpool ကို Hyperion မှာလက်ခံကျင်းပခဲ့တဲ့ပွဲစဉ်မှာတော့ရှုံးပွဲမရှိစံချိန်ပြည့်လို့နေပါဖြစ်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်ပထမပိုင်းအပြီးမှာလီဗာပူးတို့ဟာတူဝဲနဲ့ဥဆောင်ထားနိုင်ခဲ့ပြီးအာဆင်နယ်တို့ပုံစံကောင်းရဖို့ရုန်းကန်နေခဲ့ရပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့ Unri ရဲ့ပေါ်ဝင်ခြေစွမ်းတဲ့အတူ Hattrick သွင်းယူက4-2နဲ့နိုင်ရရှိခဲ့ပြီးအရှုံးပေးဖို့ငင်းဆန်ခဲ့ပါတယ်။ဒီလိုနဲ့ပွဲစဉ်34ဖြစ်ကစားခဲ့တဲ့စပါးနဲ့တည်ကြခဲ့တဲ့ပွဲစဉ်ပြီးတဲ့နောက်မှာတော့ Arsenal က Premier League Champion ဖြစ်အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ရှင်ဖလားရယူနိုင်ဖို့ဆိုရင်တော့နောက်ဆုံးပွဲချက်၄ပွဲမရှုံးနိုင်ဖို့လိုအပ်ပါသေးတယ်ဒီလိုနဲ့လက်ချက်၄ပွဲမှာအနိုင်တရေကစားခဲ့ပြီးပွဲစဉ်38အဖြစ်ကစားခဲ့တဲ့လက်စတာနဲ့ပွဲကိုကမ်ဘက်နဲ့နိုင်ပွဲရယူခဲ့ပြီးအပြီးမှာတော့ကျွန်တော်တို့အားလုံးအခုချိန်မှာသိရှိတဲ့ရှင်ဖလားကြီးကိုအာဆင်နယ်တို့ထိုက်ထိုက်တန်တန်စကူးနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒရိုင်းနဲ့တင်ဆက်ပေးခဲ့တာကတော့ဝင်းကားအနေနဲ့အာဆင်နယ်ကိုရောက်ရှိလာခြင်းကနေစပြီးတော့ရှီဖလာရယူနိုင်ခဲ့တဲ့အချိန်ဒီဘလိုရီလှုပ်ဆောင်ခဲ့လဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ် ီဒီယိုလေးကိုကြိုက်နေတက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe ပြုလုပ်ပေးဖို့တောင်းဆိုပါရစေအဆုံးထိကြည့်ပြီးလို့လည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ